ီဗီယိုလေးမှာတော့ wait forward အသုံးပြုပြီးတော့ကျွန်တော်တို့ငွေရှာခြင်းနဲ့သူတွေ address ဒီ wait forward application ကိုကျွန်တော်တို့ account ဖွင့်တာနေစပြီးတော့နောက်ဆုံးငွေထုတ်လို့ရတဲ့အထိကျွန်တော်တို့အားလုံးအပြည့်စုံပြပြပေးသွားမှာဖြစ်ပါတယ် wait for creator ဖြစ်ပြီးတော့ငွေရှာနိုင်ဖို့ဆိုရင်ကျွန်တော်တို့ဒီမှာအပိုင်း၃ပိုင်းခွဲပြီးတော့ကျွန်တော်ဒီဗီယိုလေးမှာပြပြပေးသွားမှာဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်၁အနေနဲ့ကျွန်တော်တို့ဘာလိုအပ်လဲဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ form မှာဒီ wait for application ရှိဖို့လိုတဲ့ address ကျွန်တော်တို့ VPN သုံးပြီးတော့ပေါ့နော် VPN သုံးပြီးတော့ကျွန်တော်တို့ wait for application လေးကိုတောင်းပြီးတော့မှကျွန်တော်တို့ account ဖွင့်တဲ့အပိုင်းဆိုပြီးတော့ရှင်းမယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီတစ်ချက်ချင်းစီကိုကျွန်တော်ဒီမှာဗီဒီယိုလေးထဲမှာဒါလက်တွေ့လောက်ပြပေးသွားမှာဖြစ်တယ်ပြီးရင်နံပါတ်နဲ့ချက်ကကျွန်တော်တို့မလုပ်မလဲဆိုရင်ကျွန်တော်တို့ creator ဖြစ်ဖို့ဆိုရင် तू သတ်မှတ်ထားတယ် super like 5ခုပြအောင်လုပ်တဲ့နည်းပေါ့နော်အဲ तू က super like 5ခုပြမှသာလို့ကျွန်တော်တို့တင်တဲ့ဗီဒီယိုတွေကနေကျွန်တော်တို့ကဝင်ဝင်ရမှာဖြစ်တယ်ပေါ့နော် တော့ကျွန်တော်တို့စူပါလိုက်5ခုကြည့်အောင်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာလေးကိုပြောပြမယ်။ပြီးရင်နောက်နံပါတ်3ချက်ကတော့ကျွန်တော်စူပါလိုက်5ခုကြည့်သွားပြီဆိုရင်ကျွန်တော်တို့ creator ဖြစ်ဖွင့်ပြီးတော့ကျွန်တော်တို့ creator ဖြစ်သွားပြီပေါ့နော်။အဲ့တော့ကျွန်တော်တို့ creator ဖွင့်မယ်ဖွင့်ပြီးတော့မှကျွန်တော်တို့ငွေထုတ်ဖို့အတွက်လိုအပ်တဲ့အချက်လက်တွေကျွန်တော်တို့ဖြည့်ဖို့လိုအပ်တာရှိရဲ။အဲ့ဒါတွေကိုလည်းကျွန်တော်ဒီဗီဒီယိုလေးထဲမှာလောက်ပြပေးသွားမှာဖြစ်တယ်။ Okay အဲ့တော့ကျွန်တော်တို့နံပါတ်1ချက်ဖြစ်တဲ့ကျွန်တော်တို့ ဒီ VPN သုံးပြီးတော့ကျွန်တော်တို့ application down တဲ့အပိုင်းကိုအမြဲဆုံးကြည့်လိုက်အောင်ပါဆိုတော့ကျွန်တော်ဒီမှာဒီမှာကတော့ကျွန်တော်ဒီ jam jam VPN ကိုသုံးပြီးတော့ကျွန်တော် application လေး down ပြပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ location မှာကျွန်တော်တို့ကဒီမှာ United State တခုထားလိုက်ပါတော့ United State ထဲကတခုကိုရွေးလိုက်မယ် location မှာ United State ထားမယ်ပြီးရင်ဆိုတော့ VPN ချိန်လိုက်မယ်ပေါ့နော် โอเคအဲ့တော့ကျွန်တော်ဒီမှာ VPN ချိန်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ Play Store ကိုသွားမယ်ပေါ့နော်အဲ့တော့ Play Store ကကိုကအရင်ဝင်ထားတာဆိုရင်ကျွန်တော်တို့ US location မဖြစ်ပဲဖြစ်နေတာမျိုးတွေရှိရဲအဲ့တော့ကျွန်တော်ဒီကောက်ကိုအရင်ဆုံး clear data တစ်ချက်လောက်လိုက်မယ်ပေါ့နော်သူ့ကိုကြကြလေးဖိလိုက်မယ်ဒီ application app folder ကိုသွားမယ်ပြီးရင်ဆိုဒီမှာ clear data ဆိုတာလေးကိုနှိပ်ပြီးတော့ clear all data ကိုရွေးပြလိုက်ဒါကျွန်တော် Play Store ကိုကျွန်တော် clear data လောက်လိုက်တာပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်ဒီမှာ Play Store ကိုပြန်ဝင်လိုက်မယ် โอเคအဲ့တော့ Play Store ထဲရောက်သွားပြီဆိုရင်ကျွန်တော်ဒီမှာ search ကနေကျွန်တော်တို့ wait for ဆိုတဲ့ application လေးကိုရိုက်ပြီးတော့ရှာလိုက်ပါမယ်ဒီနေရာလေးမှာကျွန်တော်တို့ဒီလိုရိုက်လိုက်မယ်โอเคပြီးရင်ကျွန်တော်သူ့ကို search လုပ်လိုက်မယ်အစင်းဒီမှာကျွန်တော်တို့ wait for ဆိုပြီးတော့တွေ့လိုက်မယ်အဲ့သူ့မှာကျွန်တော်တို့ review နေနေဆိုရင်ကျွန်တော်တို့ဒါကျွန်တော်တို့ ရေဒီယာ5.0ရှိတယ် review က 64k ရှိတယ် download အနေနဲ့ကြည့်မှဆင်းဆိုတော့ဒါ1 million plus ရှိတယ်ပေါ့နော်ဒီ application ကို down down ခါရလို့အဲ့တော့ကျွန်တော်ဒီမှာ install ဆိုတာလေးကိုနယ်လိုက်မယ်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီ application လေးကိုဖွင့်လိုက်ပါမယ်အဒီနေရာမှာပထမဆုံးကိုက account ဖွင့်မှာဖြစ်တယ်ပဲ gmail account တခုလိုလိုတယ်ကျွန်တော်ဒီ wave for account တစ်ခါမှမဖွင့်ရသေးတယ် gmail ဖြစ်ဖို့တော့လိုတယ်ပေါ့နော် ။ဟာအကောင့်အဖွင့်နာတော့အရန်လွယ်ပါတယ်။ဘာမှတဒနာမရှိဘူး။ကျွန်တော်တို့ဒီမှာ join wait for ကိုနှိပ်ပြီးတော့ကျွန်တော်တို့ကိုဖုန်းနဲ့အဒါဂျီမီ account ကိုနဲ့ login ဝင်ပေးလိုက်ရုံနဲ့။ဒါကျွန်တော်ဒီမှာ join with ford ကိုနေလိုက်မယ် bnd မှာကိုရဲ့ birthday date ကိုရွေးခိုင်းတယ်ဒီဟာကအမှန်တိုင်းထည့်လဲရတယ်တခြားကိုအစဉ်ဒီဟာရွေးထည့်လိုက်လေရတယ်ပေါ့နော်ဒီမှာအသက် session လေးကြော်ဖို့တော့လိုတယ်ပေါ့နော် ဝယ်ရတဲ့ခုနဲ့ကဗဒီမှာကျွန်တော်တခုခု ရွှေလိုက်ပါမယ်ပြီးသွားရင်ကျွန်တော်ဒီမှာ continue ကိုနှိပ်လိုက်မယ်ပြီးရင်ဒီထက်ကကျွန်တော်တို့ gmail တခုခုကိုရွှေပေးလိုက်ပါတော့เนาะဒါဆိုရင်တော့ဒါကျွန်တော်တို့ဒီ wait for account တခုရသွားပြီပေါ့နော်ပြီးသွားပြီဆိုရင်ကျွန်တော်တို့ကဒီမှာနောက်တစ်ခုရေးကြည့်တာကဒီမှာဆိုရင်ကျွန်တော်တို့ကြည့်လို့ရတယ်ဒီ profile နဲ့က setting နဲ့ကိုတွားလိုက်မယ် ဒီမှာကျွန်တော်တို့ creator ဖြစ်ဖို့အတွက်ဆိုရင်သူကဘာလို့မလဲဆိုလို့ရှိရင်ကျွန်တော်တို့ super light ပေါ့နော် super light ၅ခုလုံမယ်ဒါမှမဟုတ်ရင်ကျွန်တော်တို့ ဒီ referral 15ရောက်ပေါ့နော်တငယ်ချင်း15ရောက်ကို invite လုပ်ပြီးတော့လဲကျွန်တော်တို့ creator လုပ်လို့ရတယ်ပေါ့နော်အဲ့တော့ကိုကြိုက်တဲ့နီလန်ကိုရွှေ့လို့ရတယ်အဲ့တော့ဒီမှာကတော့ကျွန်တော်လူတွေမရှာချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ super like 5ခုရအောင်လုပ်ပြီးတော့ကျွန်တော်တို့ creator ဖြစ်အောင်လုပ်တဲ့မျိုးပြောပြပေးပါမှာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါကျွန်တော်ကလက်ရှိဒီမှာ super like ကဓမ္မတိတ်တစ်ခုတော့ရထားပြီပေါ့နော် I'm a creator ဖြစ်ပြီလားဆိုတော့မဖြစ်သေးဘူးသူက5ခုပြည့်မှကျွန်တော် creator ဖြစ်ပြီးတော့ကိုတင်တဲ့ video တွေကနေဝင်ွေ ရှာမှာဖြစ်တယ်ပေါ့နော်အဲ့တော့အခုကျွန်တော်ဒီမှာအကောင့်ဖွင့်တဲ့အပိုင်းလေးတော့ဒါဒါဆိုရင်တော့ရပါမယ်လို့ထင်တယ်ပြီးရင်ကျွန်တော်နံပါတ်နဲ့ဖြစ်တဲ့ super light 5ခုကြောင်လောက်တဲ့နီလန်းလေးပေါ့နော်အဲ့ဒါလေးကိုစပြီးတော့ကျွန်တော်ဒီမှာပြောပြပေးပါမယ်အဲ super light 5ခုပြည့်အောင်လုပ်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာအရင်ဆုံးအခု main account ခုဖွင့်လိုက်မယ်ပေါ့နော်အခုကျွန်တော်သို့တော့ဖွင့်ကြရတဲ့အတိုင်း account ခုဖွင့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ account ခုရနေပြီပြီးသွားရင်ကျွန်တော်တို့ကအဲ main account ကလည်းကျွန်တော်တို့ကဘာလုပ်မလဲဆိုရင် referral account တစ်ခုဖွင့်မယ်ပေါ့နော် referral account ဖွင့်တယ်ဆိုတာကဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဒီ setting နဲ့ရနေပေါ့နော်ဒီမှာ invite ဆိုတာရှိတယ် invite ကိုနေလိုက်မယ်ပြီးရင်ကျွန်တော်တို့ကဒီမှာ copy ယူလိုက်မယ်ပေါ့နော်အဲ့ဒီ invite code ကိုကျွန်တော်တို့က copy ယူပြီးတော့မှကျွန်တော်တို့အဲ့ဒီ link နဲ့ကျွန်တော်တို့က account တစ်ခုထပ်ဖွင့်လိုက်မယ်ပေါ့နော်။ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ main account မှာ super like နှစ်ခုရသွားပြီပေါ့နော်။အဲ့တော့ဒီမှာပြန်ကြည့်မယ်ဆိုရင်ကျွန်တော်တို့ main account တစ်ခုဖွင့်မယ်ပြီးရင်အဲ့ဒီကနေ code ကိုယူပြီးတော့ referral code ကိုယူပြီးတော့အဲ့ဒီ link နဲ့ကျွန်တော်ကတခြားဖုန်းမှာပေါ့နော် Gmail ရဲ့နောက်တစ်ခုနဲ့ကျွန်တော် account ကိုဖွင့်လိုက်မယ်ပြီးရင်အဲ့ဒီ account ကနေမှ referral code ပြန်ယူမယ်ယူပြီးတော့နောက်ထပ် Gmail တစ်ခုနဲ့ကျွန်တော်ဒီမှာ referral account တခုဖွင့်လိုက်မယ်။ဒါဆိုလို့ရှိရင်ဆိုတော့ဒီမှာ super line နှစ်ခုရသွားမယ်ပေါ့နော်အဲ့တော့ဒီနီလန်တိုင်းပဲနောက်တာဒါကဒီ main account ရဲ့ referral ကုန်နဲ့ကျွန်တော်တို့ gmail တစ်ခုနဲ့ account တစ်ခုထပ်ဖွင့်မယ်ပြီးရင်ဒီဖွင့်ပြီးသားဒီ account ကနေပဲကျွန်တော်တို့ကကုတ်ပြန်ယူမယ်ပြီးရင်ကျွန်တော်တို့ဒီမှာနောက်တာ account တစ်ခုဖွင့်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ super line နှစ်ခုဖြစ်သွားမယ်ဒါဆိုရင်ကျွန်တော်တို့ဒီပထမတစ်ခါဖွင့်တော့က super line နှစ်ခုရမယ်ဒုတိယတစ်ခုဖွင့်တော့က ဒီမှာ super line ကုဒါဆိုရင်ကျွန်တော် super line လေးကုရပြီအဲ့လိုပဲဒီ main account ကနေကျွန်တော် referral code ယူမယ်ပြီးရင်နောက်ထပ်ဒီမှာ gmail တစ်ခုနဲ့ account တစ်ခုဖွင့်လိုက်မယ်ပြီးရင်အဲ့ဖွင့်ထားပြီးသား account ကနေပဲကျွန်တော် referral code ထပ်ယူမယ်ယူပြီးတော့ဒီဘက်မှာနောက်က account တစ်ခုဖွင့်လိုက်မယ်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာ super line နောက်နှစ်ခုထပ်ရလာလိုက်မယ်အရှင်အားလုံးစုစုပေါင်းကျွန်တော်ကဒီ main account မှာ super like 6ခုဖြတ်သွားပါလိမ့်မယ်ပေါ့နော်အဲသူက super like 5ခုဆင်ဆိုတော့ creator တန်းဖြစ်တယ်အဲတော့ဒီမှာဆိုရင်ဒါဒီလိုမျိုးဖွင့်လိုက်တာနဲ့ဒါကျွန်တော်တို့ super like 6ခုဖြတ်ပြီးတော့ creator ဖြတ်သွားမယ်ပေါ့နော်အဲဒါကတော့ number နဲ့အဆင့်ဖြစ်တဲ့ကျွန်တော်တို့ super like ကိုဘယ်လိုရအောင်လုပ်မလဲဆိုတာလေးကိုပြောပြပေးသွားတာပါအဲတော့ number 3ဆက်ကကျွန်တော်တို့ creator ဖွင့်ပြီးတော့ကျွန်တော်တို့ဝေထုတ်လို့ရအောင်လုပ်တဲ့နည်းပေါ့နော်ဆိုတော့အဲ့အလေးကိုကျွန်တော်ဒီမှာဆက်ပြီးတော့ကြည့်အောင်ပါ ဆိုတော့အဲ့အတွက်ကျွန်တော်ဒီမှာဒီ wait for တဲ့ကိုဝင်လိုက်မယ်ဝင်ပြီးတော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ကိုယ့်ရဲ့ account ထဲကိုသွားလိုက်ပြန်ပါเนาะဒီ profile လေးကိုနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ setting ထဲကိုသွားလိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာ creator ဆိုတာလေးကိုနှိပ်လိုက်မယ်ပေါ့เนาะအဲနှိပ်လိုက်တဲ့အချိန်မှာဒီမှာဆိုရင်ဒါကျွန်တော်လက်ရှိ super like က၄ခုရထားပြီ၅ခုပြည့်ဖို့တစ်ခုလိုနေသေးတယ်ပေါ့เนาะအဲ့တော့ အဲ့ဒီလိုနေတဲ့တစ်ခုကိုကျွန်တော်ဘယ်လိုပေးမလဲဆိုတာလို့ဒီမှာပြောပြပေးမှာဖြစ်တယ်။အဲ့တော့ super light ရှာတဲ့နေရာတော့စောစောအတိုင်းပဲကျွန်တော်ပြောထားပြီးသားဖြစ်တယ်။ကိုကအရင်ရှာတာပြီးသွားရင်ကို video ကိုတင်ထားတဲ့ video တစ်ပုဒ်ကိုဖွင့်လိုက်မယ်။ ခုတိုင်းကျွန်တော်ကိုတင်ထားတဲ့ဗီဒီယိုတွေကိုဖွင့်လိုက်မယ်ပြီးရင်ကိုဗီဒီယိုနဲ့ကိုပဲကျွန်တော်စူပါလိုက်ပေးလိုက်မယ်ပေါ့နော်ဒီဘက်ကအနီအောင်သဲလေးကိုနှိပ်လိုက်အားဖြင့်ဒီမှာကျွန်တော်မှာရှာထားတဲ့စူပါလိုက်တွေအတခုကြံသေးတဲ့အတွက်ကျွန်တော်ထပ်ပေးလိုက်တယ်အားဖြင့်ဒီမှာအသေးအနီအောင်လေးမှာစူပါလိုက်တစ်ခုရပါပြီโอเคဒါဆိုလို့ရှိရင်ကျွန်တော်ခန်းနေတာ creator ဖြစ်ပြီလားဆိုတာကိုတွားကြည့်အောင်စူပါလိုက်၅ခုပြည့်ပါပြီလားဆိုတာကိုတွားကြည့်ဖို့ setting လေးကိုတွားမယ်ပြီးရင်ဒီမှာ creator ကိုနှိပ်လိုက်မယ်ပေါ့နော် အဲဒါဆိုရင်ဒီမှာကျွန်တော် vegan ရေ creator ဆိုတာလေးပေါ်လာပြီပေါ့နော် super like ၅ခုပြည့်သွားတဲ့အတွက်ကျွန်တော် creator ဖြစ်သွားပြီအဲ့တော့ဒီ vegan ရေ creator လေးကိုဆက်နှိပ်ပြီးတော့လိုအပ်တဲ့အချက်လေးတွေကျွန်တော်ဖြည့်သွားမှာဖြစ်တယ် okay အဲ့တော့ vegan ရေ creator name နဲ့ပြီးရင်ဒီမှာ first name last name ရှိရပေါ့နော်ကိုကြိုက်ရာဖြည့်လို့ရပါတယ်ကျွန်တော်ဒီမှာ first name ကိုတစ်ခုခုဖြည့်လိုက်မယ် AYW ကျော် last name ကတော့ ကျော်ကြီးပေါ့နော်ဒါကိုကြည့်အဖြေပါပြီးရင်ဖုန်းနံပါတ်ဖုန်းနံပါတ်ကိုလက်ရှိမြန်မာဖုန်းနံပါတ်ထည့်လို့ရပါတယ်ဘာပြဿနာ မှမရှိပါဘူးအဲ့တော့ကျွန်တော်ဒီမှာ country ကိုမြန်မာရွေးလိုက်မယ်ပြီးရင် +95 ပေါ့နော်ပြီးရင်ကိုဆင်ပြေတဲ့မြန်မာဖုန်းနံပါတ်တခုခုထည့်ပေးလိုက်ပါကာဒီနီယာမှာ +95 ပြီးရင်0မထည့်နဲ့ပေါ့နော်9ဆိုပြီးတော့ကိုဖုန်းနံပါတ်ကိုထည့်မယ်ပြီးရင်ဆိုတော့ country အာကျွန်တော်တို့မြန်မာ country ရွေးလိုက်မယ်ပေါ့နော်မြန်မာ country မြန်မာ country ကိုရှာပြီးတော့ထည့်ပေးလိုက်ပေါ့နော်။ Okay မြန်မာတွေ့ပြီဆိုရင်ရွေးလိုက်မယ်ဒါဆိုရင် country မှာလည်းမြန်မာဖြစ်သွားပြီ။ပြီးတော့ကျွန်တော်ဒီမှာလိပ်စာပေါ့နော်လိပ်စာကတော့ဒါကိုအစင်ပြာကို လိပ်စာတခုခုထည့်ပေးလိုက်ပေါ့နော်။နောက်ဒီမှာလိပ်စာထည့်လိုက်မယ်။ပြန်ကြတော့ဒီ city ပေါ့ကိုနေထိုင်တဲ့မြို့ပေါ့နော်ထည့်လိုက်မယ် ဒီမှာလည်းပဲဒါကိုယ့်ရဲ့ဒီမျိုးကိုထည့်ပေးလိုက်လို့ရပါတယ်ပြီးတော့ရင်ကျွန်တော်တို့ poster code ပေါ့နော်အဲ့တော့ကိုမျိုးရဲ့ poster code ကိုကျွန်တော်တို့မသိဘူးဆိုရင်ကျွန်တော် Google မှာသွားရှာလို့ရတယ်အဲ့တော့ကျွန်တော် Google Chrome browser ထဲကိုသွားလိုက်မယ်နော် poster code လေးရှာနေရောဒီမှာတခါလေးပြောပြပေးပါမယ်ပေါ့နော်အဲ့တော့ကျွန်တော်အဲ့အတွက်ဒီ Chrome browser ထဲကိုသွားလိုက်မယ် ။ဘာပြီးတော့ကျွန်တော်ဒီမှာဘူခဲမှာပေါ့နော်ကိုမျိုးနာမည်လေးရိုက်မယ်။ကိုနေထိုင်တဲ့ကိုဖြစ်ထားတဲ့မျိုးပေါ့နော်။မျိုးနာမည်လေးနဲ့ဒီမှာနောက်က postal code ဆိုပြီးတော့ရရှာလိုက်တာ။ကဆိုရင်ဒီမှာကိုမျိုးရဲ့ postal code လေးဒီမှာကြာလာလိုက်မယ်။အဲ့ code လေးကိုကျွန်တော် copy ယူလိုက်မယ်။ copy ယူပြီးတော့ခဏနေရာနေရာမှာကျွန်တော်တို့ poster code လေးမှာပတ်ဖြည့်ပေးနိုင်မယ်ပေါ့နော် okay အဲ့တော့ poster code နေရာမှာကျွန်တော်တို့ဖြည့်ပြီးတော့ paste လုပ်လိုက်မယ်ပြီးရင်ကျွန်တော်တို့ address ဆိုတာလေးနှိပ်ပေးလိုက်ပေါ့နော် okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့လိုအပ်တဲ့ select လေးတွေဒါ update လုပ်ပြီးပါပြီပြီးရင် withdraw password တက်ဆိုရင်ကျွန်တော်တို့ဒီမှာ binance ID ပေါ့နော် Binance account နဲ့ထုတ်မှာဆိုတော့ကျွန်တော် Binance ID ထည့်ပေးရမယ်တကယ်လို့ PayPal နဲ့ထုတ်မှာဆိုရင်ကျွန်တော် PayPal email ထည့်ပေးလို့ရတယ်ဗောနော် Binance ကဒီတိုင်းနေဒီ wave for နေငွေထုတ်ဖို့ဆိုရင်သူကနှစ်မျိုးပေးထားတယ် Binance နဲ့ထုတ်လို့ရတယ် PayPal နဲ့ထုတ်လို့ရတယ်ဗောနော်အဲ့အဲ့ရာကတော့ဒီအောက်က chain ဆိုတာလိုနေပြီးတော့ chain လို့ရတယ်ဒီမှာတော့ကျွန်တော် Binance ID နဲ့ထုတ်တဲ့အားလေးကိုထည့်ပြတာဗောနော် Binance account မရှိဘူးဆိုတော့ကျွန်တော်တို့ဒီ Binance account ဖွင့်နေလေးကိုကျွန်တော် YouTube မှာကြည့်ပြီးတော့ share ပြီးတော့ဖွင့်လိုက်ဗောနော်အဲဒါဆိုရင် Binance account တခုရလာလိမ့်မယ်โอเคဒီမှာတော့ကျွန်တော်ဒီမှာ Binance ID လေးတခုဒီမှာထည့်လိုက်မယ် โอเคဒါဆိုရင်ကျွန်တော်တို့ binance id လည်းရခဲ့ပြီးပါပြီတခြားလိုအပ်တဲ့အချက်လက်တွေလည်းအားလုံးဖြည့်ပြီးပါပြီပေါ့နော်အဲဒါဆိုလို့ရှိရင်တော့ကျွန်တော်ဒီဗီဒီယိုတင်ပြီးတော့မှကျွန်တော်တို့ပတ်စံတွေရလာတဲ့အခါမှာသူကကျွန်တော်အနည်းဆုံးဒီမှာ5ဒေါ်လာရှိရင်သူကထုတ်ပေးတယ်ပေါ့နော်ဒလတိုင်းလကုန်တိုင်းလကုန်တိုင်းမှာကိုယ်ကောင်5ဒေါ်လာပြည့်နေတယ်ဆိုရင်သူက binance ထဲကို binance account ထဲကိုသူကဒီ USDT နဲ့သူကအာငွေလွှဲပေးသွားမှာပေါ့နော်โอเคပါအဲ့တော့ကျွန်တော်တို့ဒီ wait for ကနေ တုံးပြီးတော့ကျွန်တော်တို့မွေးရှာခြင်းတဲ့သူတွေအတွက်ဆိုရင်ဒီနီလန်လေးတိုင်းလုပ်ပြီးတော့ရှာလို့ကြပါရယ်အားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်